မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကဆုံလန်းဆန်း14ရက်ညနေခြင်းဘုရားဖြစ်ခံသည်ဟာစัจ java လာတိုက်တောင်းကလက်ပြမပေါင်းနေလာလိုက်တာဘာဖြစ်လို့တော့မေဘုရားဖြစ်တဲ့တွင်နဲ့ပန်းကမဲ့ရေချမ်းကမဲ့ထီပြူမှုမဲ့နဲ့ဟာကိုလှူချင်တာလှူချင်တာလေးနဲ့လာကြတာပေါ့စัจ java လာတိုက်တောင်းကနတ်တွေနေရလှူတာကိုစူလွန်းလို့ဘုရားလောင်းကမျက်လုံးလေးဖွင့်ကြည့်ဘာဆန်လဲဆိုတော့အော်နတ်တွေပဲပူဇော်ကြဖို့နတ်ကောင်းနတ်မြတ်တွေရောက်နေတာ နမ်နဲ့နှောက်ကောင်းတွေရောက်နေတာဖခင်သိတဲ့ခါမျက်လုံးလေးပြန်မိတ်လေးနဲ့တဲ့ကမ္မထံပြန်စည်းပြန်အဲ့ဒီအချိန်မှာနတ်ပြေ6ထပ်မှာအမြင့်ဆုံးနတ်ပြေပေါ့ပရနိမိတာနတ်ပြေမှာအလွန်ဆိုးဝါးသုံးညံ့တဲ့မာနတ်ကသူ့ရဲ့မာနတ်တက်ကြီးခေါ်ပြီးဖခင်နာကိုလာငါတဲ့ကွာမာနတ်လို့လဲអော်လိုက်ရောဆက်ဖခင်နာကနတ်ကောင်းနတ်မြတ်တွေအကုန်ထွက်ပြေးသွားတာမာနတ်ကိုကြောက်တယ်ဟုတ်လားဟာတကယ်လူကောင်းသူတော်ကောင်းတွေစီးဝင်းနေတဲ့ဂျားတဲ့ကိုခွေးယူဝင်တယ်လို့လည်းမှာပေါ့ လူကြခွေးယူဝင်ခွေးယူလူတွေလည်းပြေးကြတာမို့လားခုမနှက်ကောင်းနှက်မြက်တွေကြားလဲမန္တကြီးဝင်လိုက်တော့ဟာခွေးယူကြီးတကောင်ဝင်လာတယ်လို့ပဲကုန်းရှောင်းထွက်သွားငါတဲ့ကွာမန္တတော့အိုးအတန်ကြီးပြင်းထန်လိုက်တာဘယ်သူအတန်လဲလို့ဖွင့်ကြည့်တော့မန္တဖြစ်ဟဲ့သိတတ်ထားတယ်အဲ့ဒီနေရာကအမြန်ထားတယ်အဲ့ဒါငါပိုင်တဲ့နေရာဖခင်ကိုအလောင်းကိုဒီလိုပြောဖခင်မထားဘူးလေဒါငါပိုင်တဲ့နေရာအရှင်ဖခင်ပိုင်တဲ့နေရာဆိုအရှင်ဖခင်မှာသက်တည်ရှိလား တပိတော်ဘက်ကတက်သေးတယ်အများကြီးနော်တဲ့မယုံရင်နားထောင်ကြည့်ဆိုတော့သူ့နောက်ကစစ်တပ်ကိုသူမေးဟေးငါနောက်ကလူတွေဖြေးကြသန်းမာနစစ်တပ်ကိုမေးဒီပလင်ဘလူပိုင်တယ်လေဟာမာနကြီးပိုင်မာနပိုင်တဲ့ပေါ်ဘလူကျူးလွန်နေတယ်လေတိတ်တထကျူးလွန်နေတာအရှက်မရှိတာဘလူလဲတိတ်တထပါနဲ့ဝိုင်းអော်ကြတာတဲ့တာမန်ပုထုရှင်ဆိုအဲ့နာယူသေးသွားနိုင်တယ်ဟုတ်လားသူ့ဘက်မှာကနှက်ကောင်းနှက်မြတ်တွေဘလူမှစောင့်ရှောက်တဲ့လူမရှိဘူး ဲကြောင့်အတ္တာဟိအတ္တနောအနာထောအရေးကြုံလာရင်ကိုကိုကိုသာဗာလဲအကူရပဲနတ်တီတော်နတ်ကောင်းတွေဘယ်သူမှအကူလို့မရဘူးထွက်ပြေးသွားကဲရှင်ဘုရားဘက်ကတက်တည်ရှိလားပြောဆိုတော့မြတ်စွာဘုရားမြေကြီးတညိုးထိုးပြတယ်ဟုတ်လားအဲ့ဒါကိုဘုံမိဖတ်တာမုတ်တရာဒီလိုခေါ်တာပေါ့ဖရာလေးလေယေနာဘုံခေဥစ္စနောတွေလက်လေးဒီဘက်ကနေချပြီးတော့ဒီလိုလှုပ်တာအဲ့ဒါမြေကြီးကိုတက်တည်ပြူတာဟဲ့မြေကြီးဒီမြေကြီး ပြောစမ်း ဒီပစ္စည်းကငါပိုင်တာမှုန်လားလို့ဖခင်ကမေးတဲ့အထိပဲပဲမြေကြီးကလည်းဗဇက်မပါတော့ဟုတ်ပါတယ်ဖခင်လို့မပြောနိုင်ဘူးလေခေါင်းငိမ့်ပြတာပေါ့အဲ့ဒါကိုငလင်လှုပ်တယ်လို့ဖြစ်တာမာနကလာတာကစင်စည်းပြီးတော့လာတာဂိရိမေခလာစင်ကြီးစင်ကမြေကြီးပေါ်ရတာမြေကြီးမငိမ့်တော့စင်မငိမ့်စင်မငိမ့်တော့စင်ပေါ်နေတဲ့မာနလည်းပဲဖယိုဖျက်ဖြစ်ပြီးတော့ထွက်ပြေးရတာဟုတ်လားအဲ့တော့ဖခင်ဘက်ကတက်တည်လိုက်တာဘယ်သူကလိုက်တယ်မြေကြီးကလိုက်သွားတာမြေကြီးကဘာလို့လိုက်တယ်လဲမေးရင် ်သူပြုတ်ခဲ့တဲ့ကောင်းမှုကြောင့်သူကလိုက်တာမပြောတော့လဲပြောတယ်လည်းကဲတဲ့ကိုဖြစ်နေတာကဘာလဲမင်းဟုတ်တယ်တဲ့ဒီပလင်ဖျားပိုင်တာဟုတ်တယ်ဘာဖြစ်လို့လဲမင်းလည်းတော့လေးတင်ချင်းနဲ့ကဘာတသိန်းကာလသူဒါနာကောင်းမှုတွေပြုတ်ပြီးတော့ရေးတဲ့တွန်းချအမြတ်ပေးဝေတဲ့ရေးတွေငါတောက်ခဲရတာမနေဘူးအဲ့ဒီဒါနာကောင်းမှုအရှိန်ကြောင့်ဒီပလင်ကြီးပေါက်တာဟာသူသူမြတ်တဲ့ကိုတတ်ချင်းကရှောင်လာခဲ့တဲ့အကျင့်ကြီးတွေမနေဘူးအဲ့ဒီသီလကုသိုလ်ကြောင့်ဒီပလင်ကြီးပေါက်တာ ဟုတ်လားဒါနပါရမီစတဲ့ဒီပါရမီ7ပါးကြောင့်ဒီပင်လင်ကြီးပေါ့ရတာဒီပါရမီ7ပါးကသူကိုယ်တိုင်ဖြစ်လာတာဒီလိုပြောတာဗျာအဲ့တော့ပြောချင်တာကဘာလဲမေးရင်ကိုပြုတ်ထားတဲ့ကောင်းမှုဟာကိုယ့်ကိုယ်ဘာဖြစ်လို့စောင့်ရှောက်တယ်အကျိုးပေးခြင်းတမ်းပြီဆိုရင်ဘယ်သူကလာနှောက်ရက်ရက်ချက်လို့မရဘူးဟုတ်ပြီလားဟာတီလာကောင်းတဲ့ပုဂ္ဂိုလ်ကအသက်ရှည်မှာပဲသူအသက်ရှည်လိုက်တာကြမ်းမလိုက်တာတော့မနာလို့မဖြစ်နဲ့သူကတော့အသက်ရှည်မှာပဲမနာလို့တဲ့လူပဲအကုသို့ဖြစ်မှာ ဟုတ်လားဟာသူ့မြတ်ပညာတွေထိုးချွန်လိုက်တာဆိုပြီးတော့လာပြီးတော့မနာလို့မဖြစ်နဲ့မနာလို့ရင်ကိုယ်စားအကုသို့ဖြစ်မှာသူကပညာပါရမီဖြည့်ခဲ့တဲ့ပုံကောကလေပညာထူးချွန်မှာပဲဟုတ်လားစေတနာလေးနဲ့အလောဘလို့ခေါ်တဲ့တရားနဲ့ပေါင်းရင်ဒါနကောင်းမှုလေးတွေပြုလိမ့်မယ်ဒါနကောင်းမှုတွေပြုလာတဲ့ပုံကောကဒီဘဝမှာချမ်းသာမှာပဲသူချမ်းသာလိုက်တာဆိုသူကမနာလို့မဖြစ်နဲ့တဲ့ကိုယ်စားအကုသို့ဖြစ်မှာသူကတော့ချမ်းသာမြဲပါဖြစ်မှာလို့ချမ်းသာမှာပဲ ဟုတ်ပြီနော်အေးအဲ့ဒါဘာလဲလို့မေးကောင်းမှုပြုထားတဲ့ပုံကစေတနာလေးကပြီးပြီးပျောက်ပျောက်ဘယ်တော့မှပျောက်မသွားဘူးဒါပြောချင်တာဟုတ်ပြီလား